စီပါဥစ္စာတိုးတက်ဖို့အတွက်မြတ်စွာဘုရားဟောထားတဲ့တုတ်တန်တစ်ခုကိုကြည့်စီပါဥစ္စာတိုးတက်ခြင်းဘာလို့ရမလဲဥဋ္ဌာဏတမရာပဲကျိုးစားအထုံးမှု လုံလဝိရိယရှိရမယ်ဘာလို့လို့လုတ်ပြီဆိုရင်နော်အထုံးကျိုးပန်းမှုဟာအရေးကြီးတယ်အဲ့ဒါလို့ကျိုးပန်းအထုံးတဲ့အခါမှာကျိုးစားရုံနဲ့ရသလားလို့ဆိုမရဘူး ဘာတွေလိုအပ်တော့ဆိုရင်တက်ခလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်အနလသဇွဲကောင်းရမယ်ဥပါယဝိပန္တာနိပညာရှိရမယ်အလံကတုံကိုယ်တိုင်ဆောင်ရွက်နိုင်စွမ်းရှိရမယ်အလံတန်ဝိတာတုံစီမံခန့်ခွဲတတ်ရမယ်အဲ့ဒီအချက်တွေနဲ့ပြည့်စုံမှလူပေါင်းလူဘဝမှာစီပါဥစ္စာတိုးတက်နိုင်တယ်လို့သူဆို ဟုတ်ပြီဒါတခုတည်းနဲ့လုံလောက်လားလို့ဆိုမလုံလောက်သေးဘူးဘာလို့ရမလဲအာရခတံ္မရာကိုရှာကွာရှာပွေထားတဲ့ပစ္စည်းဥစ္စာတွေအလေအလွတ်မရှိအောင်ထိမ့်သိမ့်ဆောက်ရှောက်ဖို့လိုအပ်တယ်အတုံးနဲ့အဖြုံနားလည်ပြီးတော့မိမိရှာပွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေအဖြုံနဲ့မရောက်အောင်အတုံးတတ်တတ်ဖြစ်အောင် အကျိုးရှိရှိသုံးဖို့ဆိုတာအမတ္တမအရေးကြီးတယ်အဲ့ဒါလို့ဖြစ်လာတဲ့အခါမှာလောကမှာနိုင်ငံအစိုးရတွေဒါဒီစီဝါရေးနဲ့ပတ်သက်ပြီးစီမံရတာ မဟုတ်ဘူးမိသားစုမှလည်းပဲမြတ်စွာဘုရားက ဆုံးမထားတဲ့မိသားစုဘတ်ချက်ဆိုတာရှိတယ်မိသားစုဘတ်ချက်ကိုလည်းနားလည်ရမယ် အဲ့ဒါကိုတမစီဝိတာလို့ခေါ်တယ်။ဒါဆိုဘုရားဟောထားတဲ့မိသားစုဖတ်ချက်ကိုမှတ်သားထားတယ်။ဒါဆိုဘုရားကစတုဒါဝိပစေဘောဂေပဏိတောကရမဝတ္တမိသားစုဘဝမှာနေတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာစတုဒါဝိပစေဘောဂေကိုရထားတဲ့ကိုပိန်ဆိုင်ထားတဲ့ ဝင်ငွေကိုလေးပုံပုံထားတဲ့ဧကေနဘောကံပုံစေရလေးပုံပုံပြီးတော့တဘုံကိုနေ့စဉ်သုံးတဲ့ထဲမှာအသုံးပြုပါတဘုံပဲသုံးခိုင်းတာနော်နေ့စဉ်အသုံးပြုတဲ့ထဲမှာတဘုံကိုသုံးပါဒွိဟိကမ္မံပယောစေနှစ်ပုံနဲ့ ပစ္စည်းဥစ္စာတိုးပွားအောင်လုပ်ငန်းတစ်ခုယဉ်နှိမ့်မြုပ်နှံပြီးတော့လုပ်ပါစတုထင်စနိဒာပေယအာဗရာသူဘဝိတ္တိလေးခုမြောင်းတဖုံကိုတော့အရေးကြုံတဲ့အခါမှာအသုံးပြုဖို့ဆိုပြီး emergency အနေနဲ့တင်ထားပါရံမုံငွေအနေနဲ့ထားပါတော့သူဆိုအဲ့တော့အဲ့ဒီမြတ်စွာဘုရားဟောကြားဆုံးမထားတဲ့မိသားစုဘတ်ချက်အတိုင်း လိုက်နာကြမယ်ဆိုရင်မြည်သူမှကျွေးတင်မှလည်းမဟုတ်ဘူးမြည်သူမှဆင်းရဲမှလည်းမဟုတ်ဘူးကိုယ်အတိုင်းတာလေးရကိုဟာချောင်းချောင်းလဲလဲသုံးနိုင်စားနိုင်တောင်းနိုင်ကြမှာဖြစ်တယ်